အလုံးမမင်္ဂလာပါခင်ဗျာမူလလဟောင်း90ကနေကြိုဆိုပါတယ်ဗျာကျွန်တော်ဒီဗီဒီယိုမှာတော့အုတ်စု E မှာပါဝင်တဲ့အသင်းတွေကိုကျွန်တော် preview လုပ်မှာဖြစ်ပါတယ်ဒီအုတ်စုမှာ CDA အင်အာဂျီကလပ် Inter Milan တင်းကျယ် Jelly ထိပ်သည် Urawa Red Diamond ကျယ် Argentina Club River Plate နဲ့ Mexico Club Monterrey ဆိုပြီးတော့၄သင်းပါတယ်လက်ရှိဒီအုတ်စုမှာ River Plate တင်းသည်၃မှတ်နဲ့အုတ်စုဘူဖြစ်ပါတယ် Monterrey နဲ့ Inter Milan တင်းသည်တမတ်စီနဲ့အုတ်စုဒုတိယဖြစ်ပြီးတော့ ။ Orawara Diamond ကတော့အိမ်ဘက်ကိုပြန်ပြီးဥတီထားပါပြီဗျာ။ Inter Milan တင်းနဲ့ Orawara တို့ကစားကြမဲ့ပွဲကမြန်မာစံတော်ချိန်တနအိခွဲမှာဖြစ်ပါတယ်။ဒီပွဲစီ Inter Milan တင်းအတွက်လုံးဝအမခံလို့မဖြစ်တဲ့ပွဲ။ပထမပွဲမှာ Inter ဒီ Monterrey ကိုနောက်ကလက်ကစားပြီးတော့သူတို့တည်ရကြတယ်။ဘောဆန်းဆောင်ကြီးကောင်းမှတိတ်မတွေ့ခဲ့ရဘူး။နိပြတ်တဲ့လက်အောက်မှာဒီတင်းတီအထိုင်ကျဖို့ ရုံးကန်ရလေအောင်မယ်လို့ကျွန်တော်ကယူဆတယ်နောက်တစ်ခုကအင်တာမီလန်သင်းရဲ့ကစားသမားတွေကိုတိုင်ရလဲဒီပြိုင်ပွဲပေါ်မှာစိတ်ဝင်စားမှုပဲနေတာလားဒါမှမဟုတ်2024-25ဘောလုံးရသည်ကိုခံစားလို့ပဲမပြီးသေးတာလားတော့မသိဘူးပုံစံကောင်းတွေပျောက်နေနောက်တစ်ဆင့်တက်ရှင်ရင်တော့ဒီပွဲမှာတေချာပေါင်းဂိုးပြတ်အနိုင်ကစားမှကိုရမှာဗျပြိုင်ပွဲဦးရဝနဲ့ပတ်သက်ပြီးပြောရရင်ဒီသင်းရဲ့ပြိသက်တွေအကြောင်းကိုရင်ပြောရမှာပဲအမေရိကန်မှာဂျပန်ပြိသက်တွေတော်တော်လေးကျန်းတယ်ဗျအသင်းကရှင်ပြတ်ဂိုးပြတ်ချုံနေနေတဲ့အချိန်မှာတော့မိနစ်60လုံးလုံး အသင်းကိုတခက်နဲ့လုံးဝကိုအားပေးသွားတာဒီပြိုင်ပွဲမှာရှင်ပြန်နေတဲ့32သင်းထဲမှာဒီဂျပန်ပြိသက်တွေကသူတို့အသင်းကိုအားပေးသလိုမျိုးအဲ့လိုမျိုးပြိသက်နောက်ထပ်တစ်သင်းမှာတော့မတွေ့မိသေးဘူးဒီသင်းနဲ့ပတ်သက်ပြီးပြောရရင်တော့အသင်းမှာချိတဲ့ဂျပန်ကစားသမားတွေဒီအဆင်ပြေတယ်ဗျဒါပေမဲ့သူတို့အသင်းကနိုင်ငံခြားကစားသမားတွေကသုံးစားမရဘူးပြီးတော့တိုက်စကခေါင်းမှာအဝတ်ကြီးပတ်ထားတဲ့ဂျပန်သားကလည်းနည်းနည်းပဲပြားတယ်ဗျာ ဒီအသင်းရဲ့အဓိကအားနည်းချက်ကတင်းဝတ်တိဆော့ဖို့တဲ့ဒီပြိုင်ပွဲမှာတကူတော်အစွန်းပြနိုင်ဖို့ကြိုးစားနေတာကသူတို့ရဲ့အားနည်းချက်ပဲနောက်ထပ်ထင်သာမြင်သာထက်ရှိတဲ့အားနည်းချက်တစ်ခုကအမြင့်ပေါ်တွေကိုရှင်းထုတ်တဲ့နေရာမှာတော်တော်လေးအားနည်းတယ်။ဘာကြောင့်အဲ့ဒီစကားကိုပြောရတာလဲဆိုတော့ River Plate တွေသူတို့တွင်းသွားတဲ့သုံးဂိုးလုံးကိုအမြင့်ပေါ်ခေါင်းတိုက်ပေါ်တွေကနေတစင်တွင်းသွားတာကိုတွေ့ရတယ်အဲ့တော့မြင်ပေါ်ကစားတဲ့နေရာမှာကျွမ်းကျင်တဲ့ခေါင်းတိုက်ပေါ်တွေကျွမ်းကျင်တဲ့ဘာကတ်စတူရန်တို့ဒက်စတမ်ဖရီးစ်တို့ဒီလိုကစားသမားတွေကိုဥရဝတ်တွေကောင်းကောင်းထိန်းချုပ်နိုင်ပါမလား အဲ့ဒီတစ်ချက်တော့တွေးပြရှိပါတယ်ဗျာဒီပေါ်တော့ဖွင့်ပေးခဲ့တဲ့စတဲ့ချင်းမှာအင်တာမီလန်တင်းကနေဘော်ဒီချင်း 2D ဝင်ရိုးနဲ့ကိုပေါင်းချင်းက3အနုတ်40ဆိုပြီးတော့ပေးခဲ့တာဖြစ်ပါတယ်အခုပွဲကစားမဲ့နေ့မြန်မာစောတော်ချိန်ညနေ၄နာရီ49မိနစ်မှာတော့အင်တာမီလန်တင်းရဲ့ဘော်ဒီချင်းဒီတက်အနုတ်80နဲ့ကိုပေါင်းချင်းက3အနုတ်30ဆိုပြီးတော့ပေးလာတယ်ဒီပွဲမှာဖွင့်ပေးထားတဲ့အင်တာမီလန်တင်းရဲ့လက်ရှိဘော်ဒီချင်းတက်အနုတ်80ဆိုတော့ဒီပုံမှန်နေထားမှာဆိုရင်အပေါ်တင်းဘော်ဒီချင်းအောင်ဖို့အပြည့်အဝယုံကြည်လို့ရတဲ့ခြေပြား ဒါပေမဲ့တခုပြောင်းလဲပြီးတော့စဉ်းစားသင့်တာကအင်တာမီလန်သင်းတီဒီဂျပန်ကလပ်အိုရာဝါကို1အနှုတ်80ဘော်ဒီဂျေ1အနှုတ်60ဘော်ဒီဂျေပေးလို့ရရဲ့လားအဲ့ဒီဂျေတီဖဲဖြစ်ရဲ့လားဆိုတော့တစ်ချက်ပြန်တွေးကြည့်ဖို့လိုတယ်ကျွန်တော်ကတော့အင်တာမီလန်သင်းအနိုင်ရဖို့လိုအပ်နေတဲ့အချိန်မှာတကယ်အနိုင်ရမယ်ဆိုရင်ဒီထက်ပိုပြီးတော့ပြင်းတဲ့ဂျေပေးတဲ့နယ်လို့ကျွန်တော်ကတော့ယူဆပါတယ်ဆိုတော့ဒီပွဲဘော်ဒီဂျေခါ ကျင်းကိုကြည်ပြီးကစားမယ်ဆိုရင်တော့အင်တာမီလန်အနိုင်မရနိုင်ဘူးဗျအသင်းကိုကြည်ပြီးကစားမယ်ဆိုရင်တော့အင်တာမီလန်ကစားပေါ့ဗျပေါ်ကတော့မော်နဲ့အင်တာမီလန်ဒီဖြစ်ချင်းကအတူတူပဲဒီဘက်မှာလည်းကျွန်တော် go out တကြောင်းပဲကျွန်တော်ကြိုက်တယ်အင်တာမီလန်အသင်းအနိုင်ရသွားရင်တော့၃ခုထက်မပိုဘူးလို့ကျွန်တော်ယူဆတယ်ဗျ go out ပဲကြိုက်တယ်နောက်ထပ်တစ်ပွဲကမြန်မာစံတော်ချိန်နောက်နေ့မနေ့အစော9နာရီခွဲမှာကစားမယ် River Plate နဲ့ Monterrey ကိုကစားကြမယ်ပွဲ River Plate ဒီပထမပွဲမှာနိုင်ထားတယ် Monterrey အသင်းဒီပထမပွဲမှာတရေကျထားတယ် ဆိုတော့ဒီပွဲမှာနှသိန်းလုံးဒီတရေတမတ်အတွက်ကိုပဲဥတီလာကြမလားဒါလေးတစ်ခုတော့ကျွန်တော်တို့စိတ်ဝင်စားဖို့ကောင်းပါတယ် River Plate ဒီပထမဦးရောင်းဝတ်နဲ့ကစားခဲ့တဲ့ပွဲမှာပထမပိုင်းမှာတကူအစိုးကြီးတွေကသွင်းပြီးတော့နောက်ထပ်ပထမပိုင်းတစ်ပိုင်းလုံးမှာဂိုးရဖို့သူမစွမ်းဆောင်တော့ဘူးဂိုးရဖို့မကြိုးစားတော့ဘူးဘောလုံးရတိုင်းမှာခံစစ်ကိုဦးစားပေးပြီးတော့ခံစစ်ကိုပဲပြန်ပေးတယ်ခံစစ်မှာပဲအချိန်ကုန်ခဲ့တယ်အဲ့ဒီနေ့ကကျွန်တော်တို့ကဂိုးအပေါ်ရွေးခဲ့တာဗျာ ပထမပိုင်းမှာအဲ့ဒီရှည်စွမ်းကြည့်ပြီးတော့သွားပြီးဂိုးမပေါ်တော့ဘူးလို့ထင်ပေမဲ့ဒုတိယပိုင်းကျတော့မထင်ထားတဲ့ပုံစံနဲ့ပြန်လာပြီးတော့နောက်ထပ်နှစ်ဂိုးထပ်သွင်းတယ်။ဒါပေမဲ့အဓိက highlight လုပ်ချင်တာကဒီအသင်းဒီခန်းစစ်ကိုအပြုတ်ကစားတယ်ဆိုတာကိုသိစေချင်တာ။မွန်တာရီကျတော့လည်းအတူတူပဲပထမပွဲမှာတမတ်ရထားလို့ဒီပွဲမှာသူတို့ရဲ့အဓိကဥတီချက်တွေတမတ်ပဲဖြစ်လာဖို့များတယ်။သူ့အတွက်ပို့ပြီးတော့အသာချက်ရှိတာကဒီပွဲမှာလာသူတမတ်ရမယ်ဆိုရင်စုပေါင်းနှစ်မှတ်ရမယ်။နောက်ပွဲမှာအိုရာဝါနဲ့ပွဲမှာအနိုင်ကစားမယ်ဆိုရင်ငါးမှတ်။ဒါဆိုအုတ်စုနောက်တစ်ဆင့်တက်ဖို့အတွက်ကို အင်တာမီလန်နဲ့ရီဗာပလိတ်ကစားတဲ့ပွဲနေသားပေါ်မူတည်ပြီးတော့ဂိုးရအောင်ကန်သွားလို့ရတယ်။အဲ့ဒီတစ်ချက်တည်းမွန်တာရီမှာအသာချက်ရှိတယ်။ဒီပွဲနဲ့ဖွင့်ပေးထားတဲ့စတဲ့ကြီးမှာရီဗာပလိတ်တင်းကနေတရေအနုပ်80ဘော်ရီဂျေးနဲ့ဂိုးပေါင်းချင်းကနှစ်အနုပ်65ဆိုပြီးတော့ပေးခဲ့တာဖြစ်ပါတယ်။အခုပွဲကစားဖို့နေ့တစ်ပိုင်းလောက်သွားလို့တဲ့အချိန်ကျတော့ရီဗာပလိတ်တင်းကနေဘော်ရီဂျေးတရေနှုတ်100တင်းတင်းပေးလာပြီးတော့ဂိုးပေါင်းချင်းကနှစ်အနုပ်80ဆိုပြီးတော့ပေးလာတယ်။ကျွန်တော်ကဒီပွဲမှာအောက်ကိုဇုံလိုက်ကြိုက်ပါတယ်ဗျာ။ မော်တော်ရိုက်တဲ့ body ကြိုက်တယ်ကိုးပေါင်းမှလည်းကိုးအောက်ပဲကြိုက်ပါတယ်ဗျာနောက်နေ့မနေ့အစောမှကမဲပွဲဆိုတော့ပွဲကလာဖို့အချိန်တွေများကြီးလိုသေးတဲ့အတွက်ဒီပွဲမှာကျွန်တော်ဘာမှမပြောတော့ဘူးကျေးတူတာတူပြောင်းကျင်တဲ့လောက်ပြောင်းကျွန်တော်ရွေးချယ်မှုတည်အောက်ဇုံဖြစ်ပါတယ်ဗျာအစောနေ့လက်ကြည့်ပေးကြတဲ့တယောက်ချင်းစီတိုင်းကျေးတူအထူးပဲတင်ရှိပါတယ်မြန်မာပြည်ကြီးမြန်ဆုံးအေးကြပါစေအာတမတရားလည်းမြန်မြန်ကြဆုံးပါစေခင်ဗျာ